။ဒီဆောင်နိုင်ကာလမှာလွတ်တင်ကြတဲ့မိဘုံညာနေရမိစားအကုန်လို့ရှိရင်တွားသူပြုတ်ကြသွားတာပါပဲ။ဒီလိုပဲလှုပ်ရှားမှုတစ်ခုတုံ့ဆော်မှုတစ်ခုဟာလည်းမိစားအကုန်ပြုတ်ကြသွားကြတာပါပဲ။တို့ဒီတက်မတော်ကနိုင်ငံတော်အာဏာကိုစတင်ထိန်းပြီးတဲ့ကာလမကြာခင်မှာမြန်မာပြည်စာမှာစုဘူးလှုပ်ရှားမှုတွေဖြစ်တဲ့အတွက်တမရော်လို့ရဲလို့အဖွဲ့စည်းမျိုးကမဟုတ်ဘဲနဲ့မြန်မာပြည်စာမှာရှိတဲ့ဝန်ထမ်းတွေကနေပြီးတော့သူတို့ရေးယူခဲ့တာနဲ့ပတ်သက်ပြီးတော့ ဒီညောပလာဇာကြီးကိုမသွားကြနဲ့မလာကြနဲ့ဆိုပြီးတော့ဝိုင်းပြီးတော့ဘွိုက်ကောက်လုပ်ခဲ့တာတွေလည်းရှိပါလိမ့်မယ်။ဒါပေမဲ့များမကြာခင်မှာပဲအခုဆိုလို့ရှိရင်ခါတိုင်းထည့်ကိုပို့ပြီးတော့စီစီကကသွားလာလှုပ်ရှားနေတာကိုတွေ့ကြရပါတယ်။ပြောတဲ့လူတွေပဲမောသွားပြီးတော့အရှိန်ကြီးကုန်းကြီးမိစာကြီးကပြုတ်ကျသွားသူပါပဲ။အခုဆိုလို့ရှိရင်လည်းဟိုဒီနေ့ကစတေးရှိုးမှာဂျီဖာပြောခဲ့တဲ့ဟာနဲ့ပတ်သက်လို့သူပြောတဲ့ထက်မှလွန်နာတစ်ခုမှမပါဘူး။ညမြတာတာနဲ့အလုံးဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စကိုပဲပြောသွားတာ။ အဲ့တော့ခက်တာကဒီဘက်ကစန့်ကျင်ဘက်အဖွဲ့စည်းတွေကဖြစ်တင်ဖြစ်တိုက်တဲ့ကိစ္စဆိုရင်လက်မခံနိုင်ဘူးအမှန်တရားဆိုရင်လက်မခံနိုင်ဘူးတရားနီလန်ကြတဲ့ဟာဆိုရင်လက်မခံနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့လုံနေတဲ့လှူရှားမှုကြီးကိုလည်းကောတန်ဒီမမှန်တဲ့အတွက်စကရေကမိဘုံများအပေါ်တက်ကလေးကခါတဲ့တစ်ဖက်စောင်းနှင်းကြီးဖြစ်ပြီးတော့မိတွေဆွဲပြီးအပေါ်တော်မှမတက်ဖ ೇನೆ မိလောက်ပြီးပြုတ်ကြတဲ့အနေထားမျိုးကြီးဖြစ်နေတဲ့အတွက်သူကအမှန်တရားကိုအင်မတန်နားခါကြတယ်ဒါကြောင့်ဂျေဖာယာကိုလည်းဝိုင်းဆန့်ကျင်ကြတယ် ။တွင်းင်းကောင်းမယ်အခုခင်မှာဒီရုပ်ရှင်တွေယုံတင်တဲ့အခါမှာလည်းပဲတမတော်နဲ့ပတ်သက်ပြီးတော့အကျိုးပြုလုပ်ခဲ့တဲ့လူတွေကိုလိုက်ပြီးတော့စန့်ကျင်တယ်သူတို့တွေကိုဘွိုက်ကော့လုပ်တယ်ဆိုတာတွေကလည်းစောင့်ကြည့်လိုက်ပါ။တကယ်ယုံတင်တဲ့ခါကျရင်ဒီယုံနေပါလေအိုးကြက်ကြက်နဲ့အခုညီမဘလာဇာကြီးမှာလူပြည့်သလိုပြန်ပြည့်နေဦးမှာပဲဆိုတာကိုကျွန်တော်တို့အတွက်စိတ်မကောင်းဖြစ်လို့ပြောလိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ရှင်းလင်းကြပါစေ။